အားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များအားလုံးကိုကျမတို့ရဲ့ဗမာဆင်မြတီဗီချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့နဂါးတထောင်မေတော်ကြီးတောင်ကိုမျှဝေတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။အမိကနဂါးတထောင်မေတော်ကြီးပါ။ဒီအမိကလူတွေပြင်းညက်ခဲ့တော်အမိပါ။မေတော်ကြီးကတိုက်မုတ်ပေါ့နန္ဒကားသာဖြစ်ပါရစေ။အမိကနဂရထဒေဝသူစာအမိဖြစ်ပါရစေ။ယထနဂါးမျိုးနဲ့ဖြစ်ပါရစေ။နဂါးတထောင်ဆိုတဲ့အမိကိုလူတွေက နဂါးကောင်းတထောင်ပါတဲ့မေတော်ကြီးလိုယူဆပြီးတော့ပေးခဲ့တာပါတကယ်တော့မေတော်ကိုမြင်မှုခဲ့ခြင်းမရှိသလိုမေတော်ကလည်းနဂါးကောင်းတထောင်မပါရှိပါဘူးတချိန်ကနဂါးအများစုကလူပြည်မှာလုံဝင်စားပြီးတော့သာသနာလာပြုကြပါတယ်မေတော်ကြီးကလူပြည်မှာကိုယ်အောင်ဖျောက်ပြီးသာသနာပြုနေတဲ့လုံဝင်စားနဂါးတွေကိုလိုင်းလံဆောက်ရှောက်နေခဲ့ပါတယ်ထို့သောလိုင်းလံဆောက်ရှောက်ရင်းသွားလာနေချိန်တည့်ရသောအခါမှာနဂါးသမီးတော်လုံဝင်စားသူကိုတိုက်စီယာကော တောဆက်တနေရာမှာစီဝိုင်းအတွင်းချုပ်ပြီးတိုက်ပေါ်နေသည်ကိုတွေ့ရှိခဲ့ပါတယ်။တိုက်စီယာကမိန်းကလေးကိုရိုင်းနဲ့ပြောဆိုနေပြီးတော့တိုက်ပေါ်နေရာကိုဘေးမှလူအများကဝိုင်းဝန်းကြည့်ရှုနေကြပါတယ်။ထို့သောဝိုင်းဝန်းကြည့်ရှုနေသူများထဲမှာမိန်းကလေးရဲ့လူမိဘများလည်းပါဝင်ပါတယ်။မိန်းကလေးရဲ့လူမိဘတွေကတိုက်စီယာကတိုက်ပေါ်နေပါတယ်လို့မပြောဘဲမိန်းကလေးကိုတိုက်ဆက်ဖျက်ပီးနေတယ်လို့ပြောဆိုထားတာကြောင့်ငြိမ်လို့ပဲဘေးကကြည့်နေကြခြင်းဖြစ်ပါတယ်။မေတော်ကြီးကထိုးပြင်းပြက်ကိုကြည့်ပြီး မင်းကလေးကိုကဲ့တင်ခဲ့ပါတယ်။မင်းကလေးကတာမန်လူအတွင်ကပညာတတ်တဲ့မင်းကလေးအတွင်ပြောင်းပြီးချက်ချင်းချင်းဆရာကိုပညာနဲ့ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ဆရာနဲ့မင်းကလေးအပြန်အလှန်ပညာပြိုင်ကြရင်ကတိုက်ဆရာက မနိုင်တဲ့အဆုံးငကားအတွင် ပြောင်းလဲတိုက်ခိုက်ခဲ့ပါတယ်။ဘယ်ရမလဲလီငကားမေတော်ကြီးကိုယ်တိုင်ရှိနေတာပဲ။မေတော်ကြီးကမင်းကလေးကိုငကားအတွင်ပြောင်းလဲပြီးတိုက်တူးဆရာကိုပြန်လည်တိုက်ခိုက်ပါတယ်။ထို့သောတိုက်ခိုက်ကြရင်တိုက်ဆရာကမြင်းတို့မှမနိုင်တဲ့အဆုံး နှကားကောင်းနှကောင်းမှနှကားအသွင်နဲ့တိုက်ခိုက်ခဲ့ပါရီမင်းတော်ကြီးကလည်းတိုက်ဆရာကနှကားကောင်းနှကောင်းပါနှကားဖြစ်နေတဲ့ကမိန်းကလေးကိုတိုက်ဆရာရဲ့နှက်ဆော့နှကားကောင်းလေးကောင်းပါနှကားအသွင်ဖန်ဆင်းတိုက်ခိုက်စေပါရီထို့သောတိုက်ဆရာကနှကားကောင်းတိုးလိုက်မင်းတော်ကြီးကမိန်းကလေးကိုနှကားကောင်းတိုးလိုက်နဲ့တိုက်ခိုက်လာတော့တိုက်ဆရာကမိန်းကလေးကိုဆယ်ကောင်းမှနှကားအသွင်ဖန်ဆင်းတိုက်ခိုက်ပြီးနှကားကောင်း20ပါနှကားအသွင်နဲ့မိန်းကလေးကတိုက်ခိုက်အနိုင်ယူခဲ့ပါရီထို့သောတိုက်ဆရာကနှကားကောင်းတိုးလိုက် မင်းတော်ကြီးကမင်းကလေးကိုငကားကောင်းတိုးလိုက်နဲ့တိုက်ခိုက်လာရတိုက်ဆရာကမင်းကလေးကိုဆယ်ကောင်းမှငကားသွင်းဖန်ဆင်းတိုက်ခိုက်ပြီးငကားကောင်း20ပါငကားသွင်းနဲ့မင်းကလေးကတိုက်ခိုက်အနိုင်ယူခဲ့ပါတယ်တိုက်ဆရာကအနိုင်ယူပြီးတိုက်ဆရာပြေးတဲ့အခါငကားသမီးတော်ဟင်းလို့ကြွေးကြော်ခဲ့တဲ့မင်းကလေးကို ကြည့်ရင်ကဝိုင်းကြည့်နေတဲ့ပရိသတ်တွေကငကားသမီးတော်ခေါင်း20ပိုင်ရင်တော့ငကားမေတော်ကြီးကခေါင်းတထောင်ပိုင်မယ်လို့ယူဆခဲ့ကြပြီးငကားတထောင်မှာငကားမေတော်ရုပ်ထုကို ထုလုံကိုးကွယ်ခဲ့ကြပါတယ်။ထို့သောထုလုံကိုးကွယ်သူများတွေမှာအထက်ဆရာအလင်းလက်ဆရာနဲ့အောက်ဆရာများလည်းပါခဲ့ကြပါတယ်။မေတော်ကြီးကသူ့ကိုရှီမန်းရှုပ်ထုကိုးကွယ်သူများကိုတိတာထင်ရှားစွာကုညီတော်မူခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့နဂါးတွေလူ့ဘဝအဖြစ်ဝင်စားနေကြသည်ကအများပြားရှိနေပါသောကြောင့်တိုက်တူးဆရာတွေရဲ့ဘေးအနီးအကကာကွယ်ထားပြီးသားဖြစ်စုဖို့အတွက်မေတော်ကြီးကလူပြည်မှာအချိန်မရှိကြောင်းပြသနေခြင်းပဲဖြစ်ပါတယ်။နောက်ပိုင်းမှာနဂါးများစု လူဝင်စားမရှိတော့တဲ့ကတကြောင်လူလိုနမ်းမလိုက်နိုင်ဆိုရဲဆွေရိုးစရာရှိတဲ့ကတကြောင်ကြောင့်လူတွေရဲ့လောဘအတော်မတက်နိုင်မလားလို့ယူဆပြီးမေတော်ကြီးကလူပြည်ကိုကြောက်ခိုင်းပြီးတော့နတ်ပြည်ကိုသာအပြည့်ပြန်တော်မူခဲ့ပါသည်ထို့သောအချိန်မှစလို့မေတော်ကြီးကလူပြည်မှပြကွယ်ခဲ့ပြီးငကားတထောင်မေတော်အမည်နဲ့ရုတ်ထုသာအမတ်တရကြန့်ရှိပါတော်သည်ဖြစ်ကြောင်းဘုဒ္ဓရာရစီဖို့အတွက်တင်ဆက်ပေးလိုက်ရပါရဲ့ရှင်ဟုတ်ကဲ့ပါဒီကနေ့မှကျမတို့ရဲ့ဗမာစင်များ TV channel ကနေ မျှဝေတင်ဆက်ပေးခဲ့တဲ့နိုင်ငံတကာမဲတော်ကြီးအကြောင်းကိုနားဆင်အောင်ပေးခဲ့ကြတဲ့ကြားရတဲ့ပရိသတ်တွေအားလုံးကစိတ်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်ရှင်။ဒီနေ့မှတင်ဆက်ပေးခဲ့တဲ့အစီအစဉ်လေးကိုအစားကနေအဆုံးအထိနားဆင်အောင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူဝဲတင်ရှိပါတယ်ရှင်။